တနင်္ဂနွေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်6ရက်7လ2025မှာ12ရက်7လ2025ဒီပဲဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာတနင်္ဂနွေသားသမီးတွေရဲ့ယဉ်နှံမှာဘာတွေစဉ်းစားတွေးတောနေမလဲဆိုလို့ရှင်တော့ပြဿနာတစုံတရာနဲ့ပတ်သက်ပြီးမှန်မှန်ကန်ကန်ကြက်ကြနာနာဖြေရှင်းနိုင်ဖို့ဆုံးဖြတ်နိုင်ဖို့အဲ့တော့ပြဿနာတစုံတရာနဲ့ပတ်သက်ပြီးကိုကအနိုင်ရဖို့ဟိုပဲအခုယဉ်နှံမှာစဉ်းစားတွေးတောနေတယ် မျောလင်းတောင်းတရည်ရွယ်ချက်ကဝမ်းနေစရာတွေဒေါသထွက်စရာတွေနောက်ထပ်နောက်ထပ်မကြုံအောင်မဖြစ်အောင်ကြိုးစားဖို့ဖန်တီးဖို့အဲ့တော့ရေရှည်ဝမ်းနေရမယ့်ကိစ္စရေရှည်ပူဆွေးရမယ့်ကိစ္စကိုယ်မကောင်းကြံမဲ့ကိစ္စအဲ့တော့အနိုင်ရဖို့ကိစ္စအဲ့လိုဟာမျိုးတွေကိုရည်ရွယ်ချက်ကောင်းကောင်းနဲ့ရှေ့ဆက်နိုင်ဖို့ကိုမျောလင်းတောင်းတနေပါတယ်မမျောလင်းမဲ့တင်းငွေတာသမီးတွေဘလို့ဟာမို့ကြုံမလဲကိုယ့်ကိုယ်ကိုအားမလို့အားမရဖြစ်မယ် ိုသိကျင်သောကိစ္စကိုလေ့လာရတာစုံစမ်းရတာမေးရတာအဲ့တော့အချိန်ချင်းခါခါစူးစမ်းရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ကိုယ့်ထက်ငယ်ရွယ်တဲ့သူတွေရဲ့ဘဝနောင်ရေးအတွက်အဆင်ပြေဖို့အတွက်ကိုလည်းအဲ့တော့စဉ်းစားတွေးတောပြီးတော့ကြကြနာနာအကောင့်တွေပေါ်ပေးရတာလောက်ကင်ပေးရတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ကိုချစ်ရတဲ့သူတွေနဲ့ပတ်သက်ပြီးဝမ်းနေရတယ်ဒေါသထွက်ရတယ်စိတ်ညစ်ရတယ် ပူဆွေးရတယ်ဆိုတဲ့အဖြစ်မျိုးတွေကြောင့်ကိုယ်မှာစိတ်ညစ်နေရတတ်တယ်။ဘာကြောင့်လဲဆိုလို့ရှင်ကိုကိုတုံးကသူတို့ကိစ္စတွေမှန်သမျှကိုမေတ္တာဂယုဏကြီးကြီးမားမားနဲ့ခွင့်လွှတ်ခဲ့ရတယ်မသိကြအောင်ဆောင်ခဲ့ရတယ်။ကိုယ့်ရဲ့ခက်ခဲကိုယ့်ရဲ့ပြဿနာလဲကြလဲကြရောသူတို့ကကိုယ့်ကိုလုံးဝအခွင့်မလွှတ်ဘူးလက်ညှိုးပေါင်းများစွာနဲ့ကိုယ့်ကိုထိုးနှက်တဲ့အတွက်ကြောင့်စိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်။ ငယ်ရွယ်တဲ့တနင်္ဂနွေသားသမီးတွေကန်စာတာမှာအထီးကျန်မှုတွေကြုံတွေ့ရတတ်တယ်။နောက်တစ်ခုကအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်မပြေမှုတွေဒီကာလအတွင်းမှာကြုံတွေ့ရတတ်တယ်။စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စဘဝတိုးတက်ရတိုးတက်ကြောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းလုံရင်ကောင်းမလားမလုံရင်ကောင်းမလားအဲ့တော့အများကြီးအများကြီးစဉ်းစားချိန်ဆတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ သားသမီးယတနာကိုအကြောင်းပြုပြီးတော့အိမ်အောင်ရေးနဲ့ပတ်သက်ထားတဲ့အဆင်ပြေမယ်သားသမီးကြောင့်ဘဝမှာတိုးတက်မှုတွေအဆင်ပြေမှုတွေစိတ်ချမ်းသာမှုတွေတင်းငွေသားသမီးတွေမှာကြုံတွေ့ရတတ်ပါတယ်ဒါကအိမ်အောင်ရှင်များဖို့အဲ့တော့အိမ်အောင်ရှင်များဖို့ကတော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကပျော်ရွှင်စရာဝမ်းသာစရာတွေနဲ့လည်းဒီကာလအတွင်းမှာများများဆဆပျော်ရွှင်မှုတွေကူးဆက်တာမျိုးကြုံတွေ့နိုင်တယ်ဗျာ ီဝါသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဟိုပါတော့မျက်နှာသုပ်ပွားတွေထားတဲ့နားမှာ ရှားကြည့်ပါအဲ့ဒီနေရာမှာကိုယ့်အတွက်အကျိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်ညံတာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ကတော့ရတရားအနေနဲ့ကတော့9ခုနှစ်ကောင်ဘေးမဲ့လွတ်ခြင်းကဏ္ဍ9ခုနှစ်ကောင်ဘေးမဲ့လွတ်ခြင်းငှက်9ခုနှစ်ကောင်ဘေးမဲ့လွတ်ခြင်းအဲ့လိုဟာမျိုးလေးလွတ်ပေးခြင်းအပြင်အညံ့တွေအလုံးပြပြောက်သွားပါလိမ့်မယ်လို့ပြောရင် တနင်္ဂနွေသားသမီးများတို့ကိုဒီမှာပဲနေကုန်းချုပ်ပြရစီကျွန်တော်ကျော်စင်ဟိတ်ဖန်ပါကျွန်တော်မိတ်ဆွေများအားလုံးအရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလို့ဆန္ဒပြေဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါသေးတယ်ဗျာအဲ့ဒီဖုန်းကိုဆက်ပြီးတော့နေ့လယ်7:00နာရီကနေ7:00နာရီပိုင်းကိုဖုန်းဆက်မယ်နာမည်စရင်ပေးမယ်ညနေ3:00ကြီးဤထိုးထီအောင်တူးချင်းစီကိုပြန်လဲဟောကြားပေးလျက်ရှိပါတယ် အားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေ။တနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။တနင်္လာသားသမီးများအတွက်6ရက်17လ2025မှာ12ရက်17လ2025ထိပဲဖြစ်ပါတယ်။တနင်္လာသားသမီးတွေရဲ့ယင်ထဲမှာကိုယ်ပိုင်လုပ်ငန်းကိုယ်ပိုင်ထူထောင်တာကိုယ်ပိုင်အလုပ်ကလေးတစ်ခုလုပ်ဖို့အဲ့တော့အရင်ကနေပြီးတပြေးပြေးနဲ့ကြီးပွားချမ်းသာဖို့အင်ပါရာဆိုတဲ့တစ်ခုထီအောင် တည်ဆောက်နိုင်ဖို့ကိုဒါအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကအားလုံးနဲ့ချစ်ခင်ဖို့သင်မြတ်ဖို့မေတ္တာဂိဟုနာကျင်နာမှုတွေလူသွေးမှုတွေအတလို့ဟာမျိုးတွေနဲ့ပတ်သက်ပြီးအကောင်းဆုံးဖြစ်ဖို့ရည်ရည်အတွက်အဲ့တော့တယောက်နဲ့တယောက်အမုန်းမပက်ဖဲနဲ့အပြုံးနေတဲ့ရှေ့ဆက်နိုင်ဖို့ကိုဒါလက်တွဲနိုင်ဖို့ကိုကိုယ့်ရဲ့ယင်ထဲမှာမျောလင်းတောင်းတလောက်ကင်တာမျိုးစီမံကိန်းဆွဲပြီးတာမျိုးဖြစ်ပေါ်တတ်ပါတယ် မမျော်လင့်မဲ့ဘလို့ဟာမို့ချုံမလဲဆိုလို့ရှင်တော့လုပ်ငန်းလုပ်တဲ့အခါမှာစီမံကိန်းဆွဲတဲ့အခါမှာအဲ့တော့ဆုံးဖြတ်ချက်မမှားဖို့အလဟတာမဖြစ်အောင်စူးစမ်းဖို့ကိုပဲဒါကိုရရင်ထဲမှာအဲ့လိုရည်ရွယ်ချက်အကောင့်တွေပေါ်လာမျိုးဆုံးဖြတ်ရတာမျိုးတွေကြုံပါလိမ့်မယ်တဲ့ဗျအဲ့တော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေမမှားနိုင်ဘူးတွေးဝေမနေပါနဲ့ရဲရဲလောက်ပါလို့အကြံပေးကြပါတယ်တနင်္လာသားသမီးများတနင်္လာသားသမီးတွေမှာစိတ်ညစ်ဆရာနဲ့ပတ်သက်ပြီးအဝေးတနေရာနိုင်ငံရခြားနဲ့ပတ်သက်ပြီးအဆက်အသွယ်ကြောင့်စိတ်ညစ်ရတယ် ဲ့တော့အဝေးတနေရာမှာကိုချစ်ရတဲ့သူတွေနဲ့ပတ်သက်ပြီးမျက်နှာများတဲ့ကိစ္စသစ္စာမဲ့တဲ့ကိစ္စအပျော်ကျူးတဲ့ကိစ္စတွေကြောင့်ကိုမှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်ကိုချစ်ရတဲ့သူကလည်းကိုကိုလည်းမေတ္တာမပြတ်တစ်ဖက်ကိုလည်းအဲ့တော့လှမ်းနေတာမျိုးလှေနှမ်းတစ်ဖက်နင်းတာငရက်နှစ်ကောင်ဖမ်းတာစသည်အပြင်အဲ့လိုဟာမျိုးတွေကြောင့်ကိုမှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်တနင်္လာသားသမီးငယ်ရွယ်တဲ့မိတ်ဆွေများအတွက်ကတော့ ဝင်ငွေကောင်းမဲ့အလုပ်တွေကြုံပေမဲ့လည်းကိုယ်မှလှုပ်ရှင်စိတ်နေနေတာအားမလို့အားမရဖြစ်တာအဲ့တော့ငါရဲ့ကံကဒီလောက်ပဲလားဆိုတဲ့ပုံစံမျိုးတွေနဲ့ကိုယ်မှအားမလို့အားမရဖြစ်ပြီးတော့စိတ်ညစ်တာမျိုးကြုံတွေ့ရတတ်တယ်။သူများထက်သားပဲမဲ့လည်းဒီချိန်မှာစိတ်ညစ်နေမိတာမျိုးတွေဖြစ်ပေါ်နေရတတ်ပါလေ။အခြေအနေနဲ့ပတ်သက်လို့ရှင်လဲအထီးကျန်မှုတွေကြုံတွေ့နိုင်တယ်ဗျာ။အိန်းအောင်ရှင်တင်းနာသားမီးများဖို့ကတော့မြစ်တာကိယူနာတွေလည်းတိုးပွားမယ်အကျဉ်းနာတွေလည်းစာပွား ိုးလာပါလိမ့်မယ်အဲ့တော့ကိုချိရတဲ့သူတွေနဲ့ပတ်သက်ပြီးပတ်စံငွေကြေးကျင်နာမှုမြစ်တာကြီးကအကုန်လုံးကိုယ့်ဘက်ကအဆက်စားရအရင်ထက်ပိုပြီးတော့ဂယုဆိုင်မိတာကျင်နာမိတာတွေကြောင့်အိမ်တော်ကြီးလည်းตายရမယ်ပိုပြီးတော့တန်ရောစင်ခိုင်မာတဲ့အကြောင်းတွေလည်းကြုံလာပါလိမ့်မယ်ဒါတင်းလာသားမိအိမ်တော်ရှင်များဖို့အဲ့တော့အရင်ထက်ပိုပြီးတော့ကိုယ့်ပေါ်နားလည်မှုတွေနဲ့ရှေ့ဆက်ရတတ်တယ် ီဝါသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့စေးတွေထားတဲ့နားမှာရှားကြည့်ပါသို့မဟုတ်ကိုယ့်ရဲ့စေကံသွားခဲ့ဘူးတော့စေးုံတက်ဘူးတော့လက်မှတ်ကလေးအဲ့တော့ဘသူပဲတက်တယ်ဗျာအဲ့လိုဟာမျိုးအဲ့ဒီစာအုပ်ကလေးအဲ့ဒီစေးထားတဲ့နေရာအဲ့ဒီနေရာနဲ့နားမှာရှားကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေတို့အချိုးပေးတော့ကနန်းသဆုံတရားတွေ့ရပါလိမ့်မယ်ညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့အနေနဲ့ကတော့အသက်အဲ ကိုအကြိုက်ဆုံးဟင်းလျာတမျိုးကိုယဟန်တန်ကတီလာရှိတဲ့သူမွန်မြတ်တဲ့သူကိုယ့်ရဲ့အသက်ဝါကြီးတဲ့သူများကိုလှူဒန်းခြင်းအဖြစ်ကိုယ့်အတွက်ညံ့နေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်တင်းလာသားမီးများတို့ဒီမှာပဲညီကုန်းချုပ်ပြရစေကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်ရဲ့ဗီဒီယို ကျွန်တော်ထံမှာဗေဒင်မေးမယ်ဆိုလို့ရှင်တော့နေ့လည်း7နာရီကနေ7နာရီအတွင်းကိုဖုန်းဆက်မယ်နာမည်ဆင်းပေးမယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ဗျာအဲ့တော့ညနေ3နာရီခန့်ကိုတဦးချင်းစီပြန်လည်ဟောကြားပေးလျက်ရှိပါတယ်တလင်းလာသားမိတ်ဆွေအရောက်တိုင်းအရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြည့်ဝပါစေရလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာအားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေအင်္ဂါသားမိတ်ဆွေများအားလုံးမင်္ဂလာပါ အင်္ဂါသားသမီးများအတွက်6ရက်17လ2025မှ12ရက်17လ2025ဒီပဲဖြစ်ပါတယ်။အင်္ဂါသားသမီးတွေရဲ့ယင်ထဲမှာမနိုင်ဝင်ထမ်းရတဲ့ကိစ္စမကျွမ်းကျင်တဲ့အလုပ်တွေကိုမသေးချာမရေရာပဲလုပ်မိတဲ့အကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတောနေတယ်။အဲ့တော့ခက်ခဲတာပေါ့စိတ်ပင်ပန်းလူပင်ပန်းကြုံတာပေါ့နောက်ပြီးတော့ရစရာရှိတဲ့ကိစ္စပေးစရာရှိတဲ့အကြောင်းအရာတွေနှစ်မျိုးသလုံးမှာကိုယ်မှာစိတ်ညစ်ပူပန်မှုတွေဒီကာလအတွင်းမှာ ဖြစ်ပေါ်ရင်းနဲ့အခုတွေးတောနေရတပါတယ်ဗျာမျောလဲတောင်းတရည်ရွယ်ချက်ကတော့ကိုမိသားစုနဲ့ပတ်သက်ပြီးဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်ဥမကွဲတိုင်းမပြတ်ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနီးနီးနာနာနဲ့နေထိုင်ခြင်းနဲ့ဆန္ဒကတော့ကိုယ့်ရဲ့ရင်ထဲမှာလုံးဝမလျှော့ပါဘူးလို့ပြထားပါတယ်အဲ့ဒီအတွက်ကြောင့်အများဆုံးဒုက္ခခံရရင်နောက်ထပ်3နှစ်ပေါ့3လပေါ့အဲအဲ့ဒီလောက်တော့ဒုက္ခခံရမယ်လို့ပြထားတယ်အဲ့ဒီဥစ္စာကြော်လွန်တာနဲ့ အင်္ဂါသားသမီးတွေကကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ပြေးဝမယ်အကောင့်တွေပေါ်နိုင်ပါလိမ့်မယ်လို့ပြထားပါဗျ။မမျော်လင့်မနဲ့အင်္ဂါသားသမီးတွေဘလို့ဟာမို့ကြုံမလဲ။နည်းနည်းတော့ပင်ပန်းမယ်လုံးသမျှကန်သမျှတိုးတက်မယ်အောင်မြင်မယ်အခက်အခဲဟုသမျှတော့ရှိမယ်ဒါပေမဲ့ကိုယ့်ဘက်ကတစ်ချိန်မှအနိုင်ရပါလိမ့်မယ်အောင်မြင်မှုနဲ့နီးကပ်နေပြီလို့ပြထားပါဗျ။ ပဝင်းချင်းကတော့ကိုယ်မနာလိုခြင်းအပုတ်ချခြင်းသဘုတ်လေလွင့်ပြောခြင်းဆိုတဲ့ဟာမျိုးတွေတော့ကြုံမယ်ဘလောက်ပဲနာမည်ဖြစ်ဖြစ်လုံးဝကိုယ့်ရဲ့ဂုံတရင်မထိကိုက်နိုင်ပါဘူးဗျာစိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်တစ်ခါမြတ်တာထားမယ်ကိစ္စတွေနဲ့ပတ်သက်ပြီးကိုယ်မှမလုံသင့်မလုံထိုက်တာကိုလုံမလုံမိအောင်ထိန်းဖို့အတွက်ကြောင့်ပဲစိတ်ညစ်နေရတတ်ပါတယ်ပြောတဲ့နယ်ကိစ္စပြောမပြောတဲ့နယ်ကိစ္စကိုပြောမိလို့လဲစိတ်ဆင်းရဲမိတာကိုဖြစ်တတ်တယ် ကိုပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်လဲအဲ့တော့ကုမိသားစုရောသူမိသားစုရောအများကြီးထိခိုက်နစ်နာမဲ့အဖြစ်မျိုးတွေကြောင့်ကို့မှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါလေငယ်ရွယ်တဲ့အင်္ဂါသားသမီးတွေကန်စာတာမှာစိတ်ညစ်စရာခေါင်းဘူးခေါင်းရှုပ်တွေကြုံတွေ့ရတတ်တယ်ဆုံးဖြတ်ချက်တွေလွှဲတတ်တယ်ဘာပဲလုပ်လို့နှစ်ခါနှစ်ခါပြန်လောက်ရတာမျိုးအချင်းချင်းခါခါကြိုးစားလာမျိုးတွေဖြစ်ပေါ်တတ်တယ်ဗျာအခြေအနေနဲ့ပတ်သက်ပြီးလို့ရှင်လဲလွဲချော်ပြီးရင် လွဲချော်ရင်းဆိုတဲ့ဟာမျိုးကြုံတွေ့ရတတ်တယ် ပညာရေးနဲ့ပတ်သက်ပြီးအောင်မြင်မှုနဲ့ပတ်သက်ပြီးတိုးတက်ရာတိုးတက်ကြောင်းနဲ့ပတ်သက်ပြီးငယ်ရွယ်တဲ့မိတ်ဆွေများဖို့ကတော့လွဲချော်မှုတွေဒီကာလအတွင်းမှာဇက်တိုက်လာတတ်ပါတယ်ဗျာအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ကိုကဘလောက်ကောင်းကောင်းကိုယ့်ရဲ့အိမ်အောင်ဘက်ကမကောင်းတဲ့အတွက်ကြောင့်စိတ်ကုန်စရာကြီးစိတ်ပျက်စရာကြီးဆိုတဲ့ပုံစံမျိုးတွေနဲ့ကာလရှည်ကြဆက်ကြုံနေအောင်မယ်လို့ပြထားပါတယ်ဓိဝသနာပါတို့ဓိထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ကိုစီက ပတ်စံတွေချီးတယ်ပြန်မပေးဘူးအဲ့တော့ကိုရှိရအသုံးဆောင်ပစ္စည်းတွေယူသုံးတယ်ပြန်မပေးဘူးအမေခံတယ်အဲ့ဒါလို့လူမျိုးတွေရဲ့အမည်နာမကိုအတိတ်ောက်ချင်းအားဖြင့်ကို့အတွက်အကျိုးပေးသောကဏ္ဍတစုံတရာဖြစ်သွားပါလိမ့်မယ်ကဲညံတာတွေပြပြပြီးခေါင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့အဝေးတနေရာကိုသွားမဲ့သူမွေးရမြေကိုသွားမဲ့သူမွေးရမြေကိုပြန်မဲ့သူအဲ့လိုလူမျိုးကိုလမ်းစိတ်စားစိတ်စသည်အားဖြင့်ကိုတက်နေသလောက်လှူဒန်းထောက်ပံ့ခြင်းအားဖြင့် အညံ့နေအလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါသားသမီးမိတ်ဆွေများတို့ဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380 38ပဲဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့နေ့လယ်7:00နာရီကနေ7:00နာရီပြန်ကိုဖုန်းဆက်မယ်နာမည်စင်ပေးမယ်ညနေ3:00နာရီထိကိုတူးချင်းစီပြန်လည်ဟောကြားပေးလျက်ရှိပါတယ်နိုင်ငံရခြားကမိတ်ဆွေများကတော့အဲ့ဒီဖုန်းနံပါတ်မှာ Viber ရှိတယ်အဲ့ဒီ Viber ကနေဆက်သွယ်လို့ရပါတယ်ဗျာ ကဲအင်္ဂါသားသမီးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြည့်ဝပါစေရဲ့လို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာကျွန်တော်ကျော်စင်ဟိတ်ဖန်ပါဗုဒ္ဓဘုရားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုရားသမီးတွေအတွက်6ရက်17လ2025မှ12ရက်17လ2025ထိပဲဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးတွေရဲ့ယင်ထဲမှာကိုချစ်ရတဲ့သူတွေနဲ့ပတ်သက်ပြီးစိတ်ချမ်းသာဖို့သူတို့လိုချင်တာပေးဖို့သူတို့လိုချင်တာဖြည့်ဆည်းပေးဖို့စိတ်မညစ်အောင်မညှို့ညင်အောင် အဆက်စားအရာဂယုဆိုင်မှုတွေနဲ့ရှေ့ဆက်နိုင်ဖို့ကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလင့်တောင်းတရည်ရွယ်ချက်ကချို့ချမ်းမဲ့ချွေတာမဲ့လုပ်ငန်းတစ်ခုနဲ့ဝင်ဝင်တစ်ခုရရှိအောင်စူးစမ်းမဲ့ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်ကိုယ့်ဘဝကိုလက်မထောင်နိုင်အောင်စူးစမ်းမဲ့ဟဲ့ဆိုတဲ့စိတ်တွေနဲ့ဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင့်တောင်းတနေပါတယ်။မမျောလင့်ပဲပုံတော်ဘူးသားသမီးတွေဘလို့ဟာမို့ကြုံမလဲ။လုံသမျှကန်သမျှအားလုံးအဆင်ပြေမဲ့ကြီးပွားချမ်းသာမဲ့အချိန်ခါကိုစတင်ရတာမျိုး စိတ်ချမ်းသာစရာတွေစတင်ရတာမျိုးဒီကာလအတွင်းမှာလုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှင်လည်းအောင်မြင်မှုတွေရရှိတာမျိုးစိတ်ကူးစိတ်တန်းကောင်းတွေအကောင့်တွေပေါ်လာတာမျိုးတွေကြုံတွေ့ပါလိမ့်မယ်ကိုလိုချင်သောအရာတွေလည်းဒီကာလအတွင်းမှာဝင်လာတတ်တယ်ရလာတတ်တယ်ပိုင်ဆိုင်လာတတ်တယ်လို့ပြထားပါတယ်စိတ်ညစ်စရာအနေနဲ့ကတော့အိမ်တွင်းရင်းနဲ့ပတ်သက်တဲ့ကိစ္စမိသားစုအရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအတွေ့အကြုံပဲစိတ်ညစ်ရတတ်တယ် ညာဘက်ရောက်မှာကိုတွေးကြောက်တယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့အတွေးတွေကအားငယ်စရာတွေစိတ်ညစ်စရာတွေတွေးမိတာမျိုးဖြစ်ပေါ်လာတတ်ပါတယ်။အဲ့ဒါတစ်ဖက်သက်တဲ့တွေးတဲ့ကိစ္စပါ။ကိုယ့်ရဲ့အိမ်တော်ဘက်အကြောင်းကိုနာနာနည်းနည်းလေးပို့ပြီးတော့ဒီတဲ့ပို့ပြီးထဲထဲဝင်ဝင်လေ့လာပါ။ဂယုစိုက်ပါကျင်နာပါလို့အကြံပေးခြင်းပါတယ်။ငယ်ရွယ်တဲ့ဗုဒ္ဓဘုရားသမီးတွေကန်ဆာတာမှာဆိုလို့ရှင်တော့ဒီကာလအတွင်းမှာကိုကိုကိုအဆက်ဆက်ရရဂယုစိုက်တယ် သွားတာလာလာ နေတာထိုင်တာစားတာတောက်တာအစကျမ်းမာရေးထိခိုက်မယ်ဟာတွေကိုမလုပ်ဘူးမပြုတ်မှုဘူးဆိုတဲ့အတွေ့အကြုံများစွာဝင်လာတတ်တယ်ကိုကိုကိုလူနေမှုအစဉ်တန်းမြင်မာဖို့ချိုးကြံချွေတာစူဆောင်းဖို့ကိုလည်းအင်မတန်အားခဲတာမျိုး ဖြစ်ပေါ်လာတတ်ပါတယ်အခြေအနေနဲ့ပတ်သက်လို့ရှိရင်လည်းဂုံမက်တဲ့သူတွေနဲ့ကြုံဆုံရတဲ့အတွေ့အကြုံစိတ်ပြက်စရာကြီးဆိုတဲ့ပုံစံမျိုးငယ်ဝယ်တဲ့သူတွေမှာဖြစ်ပေါ်တတ်ပါတယ်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့စိတ်ညစ်စရာ ပတ်ဝန်းကျင်ရဲ့သတင်းစကားတွေကြောင့်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးနည်းနည်းလေးစိတ်ကတိကောက်ဖြစ်ရတာမျိုးကြုံတွေ့နိုင်ပါတယ်အဲ့ဒီဟာလေးတွေရင်ထဲကထုတ်လိုက်နိုင်ရင်တော့အားလုံးအဆက်ဆက်ရအဆင်ပြေပါလိမ့်မယ်ဗျာ။ဒီဝါသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေများအဖို့ကတော့အိယာအနီးနားမှာရှားကြည့်ပါသို့မဟုတ်အိယာအောက်မှာရှားကြည့်ဂရင်အောက်မှာရှားကြည့်အဲ့လိုမျိုးနေရာမြမကို့အတွက်အကျိုးပေးသောကဏ္ဍသုံးတရားတွေ့ရပါလိမ့်မယ်။ ညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့ရေအိုးရေခွက်တွေကိုစေကြောခြင်းလှဲ့ခြင်းလှုပ်ခြင်းအပြင်အညံ့နေအားလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်အဲ့ဒီဟာတွေကို စေကြောတဲ့အခါမှာလှဲ့တဲ့အခါမှာငါမှရှိနေသောညံ့နေအားလုံးဒီရေအိုးတွေနဲ့တူဒီရေတွေနဲ့တူဒီအမိုက်တွေနဲ့တူဒီအညစ်ကြေးတွေနဲ့တူတခါတည်းပါသွားစေငါရဲ့စိတ်မှာလည်းဒီရေကြီးလင်းသလိုဒီခွက်ကလေးကြီးလင်းသလို ကြည်လင်ပါစေကံကောင်းပါစေပေါ့ကိုပြောတတ်တယ်လို့ပြောပြီးတော့အဲ့ဒါလေးကိုတန်ရှင်းရေလုပ်ကြည့်ပါထူးပါလိမ့်မယ်နော်ကဲအဲ့တော့ဒီလောက်ပဲပေါ့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါသေးတယ်ဗျာဗီဒီမေးမယ်မိတ်ဆွေပေါင်းကလည်းနေ့လည်း7နှစ်နေရနေ7နှစ်နေတွင်းကိုဖုန်းဆက်မယ်နိုင်ငံရခြားကမိတ်ဆွေတွေကလည်းအဲ့ဒီဖုန်းရဲ့ဖုန်းနံပါတ်မှာ Viber ရှိတယ် ဲ့ viber ဆက်သွယ်ပေးအဲ့ဒါဆိုအဆင်ပြေပါလိမ့်မယ်အရစ်တော့မရှိနဲ့လူရင်းတူရှင်ပြောနော်ကဲဒီလောက်ပါပဲအားလုံးအဆက်ဆက်ရအဆင်ပြေပါစေဂျာတာပေးသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာတာပေးသာသမီတွေအတွက်6ရက်17လ2025မှာ12ရက်17လ2025ထိပဲဖြစ်ပါတယ်အဲ့တော့ဂျာတာပေးသားသမီးတွေရဲ့ယင်ထဲမှာခྱི་သွာလာဖို့နဲ့ပတ်သက်ပြီးယင်ယင်ရထားနဲ့ပတ်သက်ပြီးအကောင်းဆုံးဖြစ်ဖို့ပြုပြင်ဖို့ဖန်တီးဖို့ အဲ့ဒါလို့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလင့်တောင်းတရည်ရွယ်ချက်ကဘာရှိလဲဆိုလို့ရှိရင်တော့ငယ်စဉ်တောင်းကြီးကလေးဘွားကတန်ရုံးစဉ်ဖြစ်ရတဲ့သူတွေနဲ့ပတ်သက်ပြီးသတင်းကောင်းဆက်သွယ်ကောင်းတွေလိုချင်တယ်။အဲ့တော့တက်နေသမျှပံမှုကူညီခြင်းနဲ့ပေးခြင်းကမ်းခြင်းနဲ့မတွန့်တူဘူးဆိုတဲ့စိတ်တွေဒါကိုရရင်ထဲမှာမျောလင့်တောင်းတနေပါတယ်။မမျောလင့်မဲနဲ့ဂျာလာဘေးသားသမီးတွေမှာဘလို့ဟာမှုကြုံမလဲဆိုလို့ရှိရင်တော့ ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးစိတ်ပင်ပန်းလူပင်ပန်းကြုံတွေ့ရတတ်တယ်။နာမည်ကြီးထမင်းငတ်ဆိုတဲ့ဂိမ်းမျိုးတွေဒီကာလအတွင်းမှာကြာတာပြီးသားသမီးတွေမှာကြာရောက်တတ်တယ်စိုက်တတ်တယ်ဗျာ။အဲ့တော့ကိုယ့်အိမ်ရှိမျက်နှာစာကိုတန်ရှင်းရေးလုပ်ကြည့်ပါ။ကိုယ့်ရဲ့လုပ်ငန်းရဲ့မျက်နှာစာမှာတန်ရှင်းရေးလုပ်ကြည့်ပါ။အဲ့ဒါဆိုကြာတာပြီးသားသမီးတွေလက်လာပါ၊ပွင့်လန်း၊စိတ်ချမ်းသာစရာတွေကြုံပါလိမ့်မယ်။ စိတ်ညစ်စရာပူပင်သောကအနေနဲ့ကတော့မိမိကိုအချိန်ချင်းဒုက္ခပေးတဲ့လူနောက်တစ်ချိန်ထပ်ပြီးဒုက္ခပေးနိုင်တယ်အဲ့ဒီအတွက်ကြောင့်စိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်တယ်ဘယ်ချိန်များငါ့ကိုဒုက္ခပေးမလဲဆိုတဲ့အတွေးတွေကြောင့်လည်းကိုယ်မှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့ကြာသပတ်သားသမီးတွေကန်စတာမှာအချစ်စိတ်ချင်းမှမေတ္တာစေမေတ္တာမှမဟုတ်ဖဲနဲ့ရလုံမှုတက်တက်နဲ့ကိုယ့်အပေါ်ကိုကတ်တွယ်နေတာ အဲ့တော့အဲ့ဒါလို့စိတ်ဓာတ်မျိုးနဲ့မပြူစင်သော စိတ်ဓာတ်မျိုးနဲ့ချင်းကပ်ချင်းတွေခံရတတ်တယ်။အဲ့တော့ချစ်ရမှာကြောက်တာမေတ္တာထားရမှာလန့်နေတာအဲ့ဒါလို့အဖြစ်မျိုးတွေကြုံတွေ့နိုင်တယ်ဗျာ။အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့တဝူးနဲ့တူခက်စိမ့်စိမ့်လေးဖြစ်နေတတ်တယ်။အဲ့တော့အိမ်အောင်တယ်နဲ့တော့မတူဘူး။အိမ်အောင်ဘက်နဲ့တော့မတူဘူး။တယောက်နဲ့တယောက်ပါရန်သူတွေလို့ဆက်ဆံမိတာအဲ့တော့စိတ်သဘောထားရင်မတိုက်ဆိုင်တာအဲ့ဒါလို့အချင်းချင်းခါခါလည်းဖြစ်တတ်တယ်။ နောက်ထပ်3ရက်ကျော်ရင်တော့အဲ့ဒီအိမ်အောင်ရေးနဲ့ပတ်သက်ပြီးပြန်လဲလေတွေငြိမ်သွားမယ်ရာသီဥတုသားရမှုတွေကြုံပါလိမ့်မယ်ဗျအဲ့တော့ဒီ3ရက်အတွင်းတော့နည်းနည်းလေးသတိထားမယ်ပြောတာဆိုတာအဆက်စားရာဒီစိုက်ဖို့အသင့်ပါတဲ့တဲ့ဗျဓိဝါသနာပါလို့ထီထိုးခြင်းနဲ့ဂျာတာပေးသားမိများဖို့ကတော့ခွေးတွေအိတ်တက်တဲ့နေရာခွေးတွေနေတတ်တဲ့နေရာခွေးတကောင်ကောင်ရဲ့အနီးနားမှာရှားကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစုံတွေရာတွေ့ရပါလိမ့်မယ်ညံနာတွေပြပြပြီး ကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့ကိုယ်အိမ်မှာရှိသောအင်ကြီးအဟောင်း၊အိုးအဟောင်း၊အိတ်အဟောင်းအဲ့ဒီဟာတွေမှာဇာတာပရိသနာမည်ဘယ်သူပေါ့ဇာတာပရိသသမီးနာမည်ဘယ်သူဒီအိတ်နဲ့တူဒီအိုးနဲ့တူတခါတည်းပါသွားစေဒီရှင်ရနဲ့စတင်ပြီးဇာတာပရိသသမီးဘယ်သူကံကောင်းစေလို့ရေးပြီးတော့အဲ့ဒါကိုအမိုက်ပုံးရေးတဲ့အဲ့ဒါလိုဟာမျိုးကိုပြစ်ကြည့်ပါ မျောကြည့်ပါအဲ့ဒီရှင်ရနဲ့စတင်ပြီးတော့ ကန်စတာညံ့တွေအားလုံးပြေပြောက်ကောင်းမွန်ပြီးအဆိုးဟုသမျှပပျောက်သွားပါလိမ့်မယ်လို့ပြောရင်ဂျာတာပြည်သားသမီးများအတွက်ဒီမှာပဲဤကုန်းချိုးပြရစီကျွန်တော်ကြော်စင်အိမ်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့နေ့လယ်7:00နာရီကနေ7:00နာရီတွင်ကိုဖုန်းဆက်မယ်နာမည်စင်ပေးမယ်ညနေ3:00နာရီအထိတအူးချင်းစီကို ပြန်လဲဟောကြားပေးရရှိပါတယ်အားလုံးအဆက်အစပ်ရအဆင်ပြေကြပါစေ တောက်ကြသားမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားမီးများအတွက်6ရက်17လ2025မှ12ရက်17လ2025ထိပဲဖြစ်ပါတယ်တောက်ကြသားသမီးတွေရဲ့ယင်ထဲမှာကိုယ့်ကိုဘလို့ပဲနေနေဘလို့ပဲလှုပ်လို့အကောင်းမမြင်တဲ့လူတူဦးတစ်ယောက်ကြောင့်ပြဿနာရှာလိရှာတာရှိတဲ့လူတူဦးတစ်ယောက်တစ်ယောက်ကြောင့်ကိုယ်မှာနေရထိုင်ရတာစိတ်မချမ်းသာဘူးအဲ့တော့အလိုလိုနေစိတ်ညစ်နေရတတ်တယ် မပြောရှင်ဘူးပေါ့ဒီလူနဲ့ဆုံးမဒီလူနဲ့တွေ့မှဘယ်ချိန်များငါ့ကိုပြဿနာရှာမလဲဆိုတဲ့စိတ်တွေကြောင့်ကို့မှာသူများလို့မလွတ်လပ်တဲ့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကတော့ဘဝနောင်ရေးအတွက်ကြံတမ်းမဲ့ကိစ္စခက်ခဲမဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးဘလောက်ပဲခက်ခဲခက်ခဲဘလောက်ပဲကြံတမ်းကြံတမ်းကြာကြာနာနာဖြတ်တန်းနိုင်ဖို့ကိုပဲဒါကို့ရဲ့ရင်ထဲမှာကိုတယောက်တည်းပဲကိုကိုကိုအားပေးရင်ရှေ့ဆက်ဖို့ကိုမျောလဲတောင်းတနေပါတယ်။ မမျော်လင့်ပဲဘလို့ဟာမို့ကြုံမလဲချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးအောင်မြင်မှုတရဘူးဆောင်းရမယ်နည်းနည်းတော့ကြမ်းတမ်းတာပေါ့ဆော့ဆော့မွေ့မွေ့တော့မရှိဘူးအဲ့တော့စကားပြောတဲ့ကိစ္စသွာလာတဲ့ကိစ္စတွေမှာလည်းနည်းနည်းလေးအခက်အခဲတော့ကြုံမယ်ပြီးတာနဲ့အားလုံးအဆင်ပြေနိုင်မယ်အဲ့တော့ဒီလိုချိန်ကမျိုးတွေမှာရှင်ပြိုင်တဲ့ကိစ္စတွေမှာလည်းကိုယ့်ဘက်ကအနိုင်တော့ရမယ်ဒါပေမဲ့နည်းနည်းလေးစိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်တယ်စီးပွားရေးနဲ့ပတ်သက်လို့ရှင်လဲစိတ်ညစ်ပြီးမှအကောင်းနေလာတတ်တယ်ဗျာ နောက်ထပ်စိတ်ညစ်စရာတွေဘာတွေရှိသေးလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မိသားစုအတွက်ကိုတွေးရင်တွေးရင်ကိုယ်မှာစိတ်ညစ်နေရတတ်တယ်။ပါရချမ်းမြေပဲပျော်ရွှင်စရာကောင်းသောနေရာကောင်းလေးပိုင်ဆိုင်ခြင်းနဲ့နေထိုင်ခြင်းနဲ့အတူတကွအသလိုဟာမှုရေရှည်အတွက်ကိုပဲကိုယ်မှာတွေးရင်တွေးရင်စိတ်ညစ်စိတ်ပြက်နေရတတ်ပါတယ်ဗျာ။သူများမိသားစုတွေကြည့်လို့ရှိရင်ကိုယ်မှာအလိုလိုနေဝမ်းနေရတာပေါ့စိတ်ကြီးကြရတာပေါ့။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ဘဝကအသလိုမှမဖြစ်တာအသလိုမှမကြုံတာ။ အဲ့တော့ပျော်ရွှင်စရာတာယာချမ်းမြေ့ပွဲမိသားစုဆိုတာကိုယ့်ရဲ့ဘဝမှာစာအုပ်ထဲမှာပဲဖတ်ဖူးတော့တယ်သူများပြောတာပဲမျက်ရည်အဝိုင်းသားနဲ့နားထောင်ပြီးစိတ်ညစ်နေရတာမျိုးဖြစ်ပေါ်တတ်ပါတယ်ဗျာငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်စာတာမှာကိုကိုကိုလူလားမြောက်အောင်လှုပ်ဖို့ကြိုးစားဖို့ကိုကိုကိုဘသူမှမသိစေချင်တဲ့ကိစ္စတွေကိုယ့်ရဲ့အပြစ်တွေကိုလှုပ်တာတွေသူများသိမှအဲ့ဒါလို့ဟာမှုတွေတွေးပြီးတော့ကိုမှ စိတ်ညစ်နေရတတ်တယ်။အချီရေးနဲ့ပတ်သက်လို့ရှင်လဲမလောက်လေးမလောက်စားလေးတွေကလာလာပြီးကလေးတွေအတွက်ကြောင့်ကို့မှာဒေါသထွက်စရာစိတ်ညစ်ရတာမယုံရဲတာအဲ့ဒါလို့ဟာမိုးတွေဖြစ်နေရတတ်ပါတယ်ဗျာ။အသက်အရွယ်ပွာချမှုတွေကြုံတွေ့နိုင်တယ်နော်။အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့မိတ်ဆွေအပေါင်းအသင်းကြားမှာနည်းနည်းလေးစိတ်ချမ်းသာစရာလေးတွေသူများချီးမွမ်းတာမျိုးအဲ့တော့ကို့ရဲ့အိမ်အောင်ဘက်က ခယူဆိုင်မှုကြောင့်ကိုယ်မှာနည်းနည်းလေးမြန်တပန်းရတာမျိုးတွေကြုံတွေ့နိုင်တယ်။အဲ့ဒီအတွက်ကြောင့်ပြန်လဲပြီးတော့ကိုယ့်ဘက်ကလည်းခယူဆိုင်ဖို့ကျင်နာဖို့မြစ်တာထားဖို့အရေးကြီးပါသလဲဗျ။အဲ့လိုမျိုးကိုယ့်ဘက်ကကျင်နာမယ်ခယူဆိုင်မယ်တန်ဖိုးထားမယ်ဆိုလို့ရှိရင်တော့အဲ့ဒီအိမ်တော်ရေးနဲ့ပတ်သက်ပြီးဝက်ဝူစုတ်ထားတဲ့ကိုမြဲသွားပါလိမ့်မယ်။ကျင်နာလာပါလိမ့်မယ်နော်။ဖြူဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ ပတ်စံမရှိတဲ့ပတ်စံအီထဲမှာရှာကြည့်ပါအဲ့ထဲမှာမိတ်ဆွေအတွက်အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံ့တာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရရာအနေနဲ့ကတော့မိသားစုလိုက်ဖြစ်ဖြစ်ကိုတယောက်တည်းပဲဖြစ်ဖြစ်နီးစပ်ရာနေရာလေးကိုခရီးလေးနည်းနည်းလေးထွက်လိုက်ပါအဲ့ဒီကနေပြန်လာတာနဲ့ကိုယ့်ရဲ့အညံ့တွေအားလုံးပြပြောက်ကောင်းမွန်ပြီးတိတိတတ်တတ်ကန်ထူးသွားပါလိမ့်မယ်ကန်ကောင်းသွားပါလိမ့်မယ်ကဲ တောက်ကြသားသမီးများတို့ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းကိုဆက်မယ်နာမည်စင်ပေးမယ်နေ့လည်း7နာရီကနေ12နာရီပြည့်ကိုဆက်မယ်ညနေ3နာရီထိတဦးချင်းစီပြန်လည်ဟောကြားပေးလေရရှိပါတယ်ကျွန်တော်ကျော်စိန်ဖန်ပါတောက်ကြသားသမီးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလူဝဆန္ဒပြည့်ဝပါစေရဲ့လို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ စနေသားသမီးတွေအတွက်6ရက်17လ2025မှ12ရက်17လ2025ထိပဲဖြစ်ပါတယ်။စနေသားသမီးတွေရဲ့ယင်ထဲမှာဆုံးဖြတ်ချက်နှစ်ခုမှားတယ်။အကြက်တဲနှစ်ခုနဲ့ဂျုံတွေ့နေရတတ်တယ်။ပြဿနာနှစ်ခုကိစ္စနှစ်ခုကြောင့်ကိုမှစိတ်ညစ်ရတာပူပန်ရတာအဲ့တော့အဲ့လိုအကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ ကိုကိုကိုပဲအားပေးမယ်အဲ့တော့ဘသူစကားမှနားမထောင်ဘူးငါ့ဘဝငါတိုးတက်အောင်လုပ်မယ်ဘလို့ပဲအခြေအနေမျိုးပဲရှိရှိကိုကိုကိုအောင်မြင်အောင်ကြိုးစားမယ်ဆိုတဲ့မျှော်လင့်ချက်တွေဒါအဲ့တလို့ရည်ရွယ်ချက်ကလေးတွေနဲ့ရှေ့ဆက်ပြီးတော့အောင်မြင်အောင်လုပ်ဖို့ကိုမျှော်လင့်တောင်းတနေပါလေမမျော်လင့်မဲ့စနေသားသမီးတွေမှာဘလို့ဟာမိုးကြုံမလဲစိတ်ပင်မဲလူပင်မဲအဲ့တော့အဲ့လိုပင်ပန်းကြီးစွာရက်တီရတာ ပြောဆိုရတာလောက်ကန်ရတာတွေ ော်တော်များလာတာမျိုးဖြစ်တတ်တယ်အဲ့တော့ရေရှည်အတွက်လည်းဒီထက်ပိုပြီးပင်ပန်းအောင်ပါလားစိတ်ညစ်စရာတွေလာအောင်ပါလားဆိုတဲ့အတွေးတွေပေါ်လာတတ်တယ်ဗျာအဲ့တော့စိတ်ညစ်စရာတွေများစွာ လာပြီးပြီဆိုတဲ့အတွက်ကြောင့်ရှေ့ဆက်ပြီးကံကောင်းတွေပို့ပဲကံကောင်းဖို့ပဲလာတော့မယ်ဆိုတာကိုကိုယ့်ရဲ့စိတ်နှလုံးမှာနားလည်ထားကိုယ့်ကိုအားပေး စိန်ညစရာပူပင်တော့ကအနေနဲ့ကတော့ကိုယ့်ရဲ့မိသားစုတိုက်တဲ့ဝန်းဝန်းနေရာထိုင်ခင်းကောင်းငွေကြေးပြည့်ပြည့်စုံစုံနဲ့နေထိုင်ခြင်းနဲ့ရှိခြင်းနဲ့အဲ့လိုဘဝမျိုးလေးပိုင်ဆိုင်ခြင်းနဲ့ဖြစ်ချင်တာပေါ့အဲ့ဒီအတွက်ကြောင့်စိန်ညမှုတွေဖြစ်နေရတတ်တယ်အဲ့တော့ကိုယ့်ရဲ့ဘဝအစအနေအဆုံးအထိအောင်တခုမှမမကောင်းတာမကောင်းတဲ့အတွက်ကြောင့်ဘလို့နည်းနဲ့မှမဖြစ်နိုင်ဘူးအဲ့တော့သူများမိသားစုသားရတာကြည့်ပြီးတော့ကိုယ်မှာအားကြရုံဝလွဲပြီးဘာမှဖြစ်မလာဘူးဆိုတဲ့ပုံစံမျိုးတွေကြုံတွေ့ခံစားပြီးစိတ်ညစ်နေရတတ်ပါသလားဗျာ မကြခင်မှာအဲ့လိုဘဝကိုယ့်လက်ထက်မှာပြန်ရမှာပေါ့ကိုကဒီလိုဘဝမျိုးလိုချင်တာရကိုရမယ်လို့နားလဲပေးပါငယ်ရွယ်တဲ့စနေသားသမီးတွေကန်စာတာမှာကောင်းသောပြောင်းလဲတိုးတက်ခြင်းတွေဂျုံမဲ့အချီရင်နဲ့ပတ်သက်ပြီးလို့ရှင်လဲကောင်းသောပြောင်းလဲတိုးတက်ခြင်းတွေဂျုံမဲ့ပညာရေးနဲ့ပတ်သက်ပြီးအောင်မြင်မှုနဲ့ပတ်သက်ပြီးစူးစမ်းမှုနဲ့ပတ်သက်လို့ရှင်လဲကောင်းသောပြောင်းလဲခြင်းတွေအောင်မြင်မှုတွေရရှိပါလိမ့်မယ်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ ကိုလေးစားအားကြရသောစိတ်ကောင်းစေတနာကောင်းရှိသောဆရာသမားတဦးတယောက်ရဲ့ကုညီမဆမှုကြောင့်စနေသားသမီးတွေမှာအဆအဆအရာရာအဆင်ပြေပါလိမ့်မယ်။အဲ့တော့မယုံတဝက်ယုံတဝက်နဲ့ဖြစ်နေတဲ့ကိစ္စတွေမှာကို့မှာဒါအိမ်အောင်ရေးနဲ့ပတ်သက်ပြီးသူတို့ကုညီမဆတဲ့အတွက်ကြောင့်အိမ်အောင်ရေးလည်းအဆင်ပြေမယ်။အဲ့တော့စိတ်ချမ်းသာစရာတွေလည်းကြုံပါလိမ့်မယ်။အဲ့တော့ဒီကနေပြီးတော့ကိုယ့်ရဲ့အတွင်းမှာပေါ့နော်အိမ်အောင်ရေးနဲ့ပတ်သက်လို့ရှင်အဲ့ဒီကြော်တာနဲ့အားလုံး ထူးခြားပြောင်းလဲကောင်းမှုမှုတွေကြုံပါလိမ့်မယ်ဓိဝသနာပါလို့ထီထိုးခြင်းနဲ့စနေသားမီးများဖို့ကတော့ကော်ဖီကွက်တွေအေးကွက်တွေရဲ့အနီးနားမှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အချိုးပေးသောကနန်းနှစုံတရားတွေ့ရပါလိမ့်မယ်ညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့သီလရှင်ကိုရင်ဆရာကလေးများကိုငွေ2000ငွေ2သိန်း ငွေ2000စသည်အပြင်အဲ့လိုမျိုးနှစ်ကနန်းတိတိလှူပေးပါလှူဒန်းပေးပါအဲ့ဒီချိန်ကနေစတင်ပြီးတော့ကိုယ့်အတွက်ကံကောင်းအောင်မြင်မှုတွေဇက်တိုက်ဆိုးဆိုးလိုပဲရရှိလာပါလိမ့်မယ်လို့ပြောရင်စနေသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကြော်စင်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့နေ့လေ17နာရီကနေ17နာရီအတွင်းကိုဖုန်းဆက်မယ်နာမည်စင်ပေးမယ် ညနေ3:00နာရီထိအောင်တူဦးချင်းစီကိုပြန်လည်ဟောကြားပေးလျက်ရှိတဲ့ဆိုတဲ့အကြောင်းကိုပြောရင်းစနေသားပြည်များအားလုံးအားလုံးကျမ်းမာချမ်းသာလူဝဆန္ဒပြည့်ဝပြီးဘေးကင်းလို့အသက်ရှိပါစေကံကောင်းပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာကျွန်တော်ကျော်စင်ဟိန်ဖန်ပဲဖြစ်ပါတယ်